အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီကနေ့ညတော့စာရေးဆရာဇေနရှာမညာရဲ့အောင်မြတ်တာနဲ့ဆန္ဒကျိုးမယ်ညာဆိုတဲ့ဂမ်ဘီယာဇလန်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နေထားပြီးဒေနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာတော်တော်တော်နဲ့တိုက်ခတ်နေတဲ့အရှိလေးကြောင့်ဇရက်တဲ့ပုံမှာမိုးထားတဲ့ဒဏိဘတ်တွေ ။ဒဇမိတ်အောက်ကိုပြုတ်ကြလာခဲ့တယ်။ဇေယနီးတွဲမှာစုံစားနေကြတဲ့ကလေးငယ်တွေကတော့ဒီတစ်ချက်တိုက်တိုင်းမဲညာနာပြီးဟေးလို့အော်ဟိခါစားနောင်ရင်ပျော်ရွှင်နေကြတယ်။ကလေးငယ်တွေရဲ့စကားတန်ကြောင့်ဇေယပြက်ပေါ်မှာအိတ်နီရဲ့လူတယောက်ငုံတော့ထားတိုင်းလာပြီးဟေးကလေးတွေငါအိတ်လို့မရဘူး။နားကိုညီးတယ်။ခတ်ဝေးမှာသွားဆော့ကြတယ်။ထိုကဲ့သို့အော်ဟိလိုက်ပြီမဲ့ကလေးငယ်တွေကမကြောက်လန့်တဲ့အပြင် လုံကြီးကိုကောင်းမှဆုတ်ခါ ဟာဟာဟာငါကမဲညာရဲ့ညာလက်ယုံတော့မကြောက်ဘူးလားဆိုပြီးစားနောက်လိုက်သေးတယ်ဟာဒီကလေးတွေနဲ့တော့ဒုက္ခပဲကွာမင်းတို့မသွားဘူးဆိုရင်လည်းငါသွားမယ်ဟိထိုကဲသူပြောကအဝဲစားနေငယ်ထဲထားတဲ့အထုပ်ကိုဆွဲဥကလူသွားလန်းအတိုင်းထွက်လာခဲ့လိုက်တယ်တေးရိတ်ဝါဟိတွေနဲ့အေးမြနေတဲ့ရွာလန်းတစ်လျှောက်လုပ်ငန်းခွင်ကနေပြန်လာသူပြေးလွှားဆော်ကစားနေတဲ့သူတွေနဲ့မပြတ်စီကားနေခဲ့တယ် ဟိုကောင်လေးအရှိမသွားနေတဲ့ကောင်လေးခဏလေးနေပါဦးအနောက်ကနေလမ်းခေါ်လိုက်တဲ့အတန်းကြောင့်အဝဲထုတ်ကိုလွဲကလမ်းလျှောက်နေတဲ့လူငယ်ကတမင်လည်းပြန်လက်ကြည့်လိုက်ပြီးကျုပ်ကိုခေါ်လာလားဗျဟုတ်တယ်မင်းကိုခေါ်တာဦးလေးကိုတခုလောက်ကူညီပေးပါလားကွယ်တန်ရာတန်ကြီးတော့ပေးမှာပါဘာကိစ္စများလဲဗျကျုပ်နိုင်နေဆိုရင်တော့ကူညီပေးမယ်လေကျုပ်ရဲ့ဒူတယောက်ထမင်းစားပြီး တေးတမောအိတ်လိုက်တာအခုပါဇက်ကနေအမြုပ်နေထွက်ပြီးခေါ်မရတော့လို့ကုညီပြီးထမ်းဖို့ပေးပါဦးဟာဒါကတော့လုံပေးရမှာပေါ့လူနာဗမာလေးလာလာကျုံနေလိုက်ခဲ့လူငယ်နဲ့အသက်ခကြီးကြီးလူခေါ်ဆောင်ရနောက်ကိုလိုက်သွားတဲ့အချိန်လမ်းတစ်လျှောက်မှာစော်စားနေကြတဲ့ခလင်းငယ်တွေကဟဲ့လူကြီးအဲ့ဒီဘက်မှာတင်းကျိုင်းပြတ်ပဲရှိတယ်ဘယ်သွားမလို့လဲ ဆိုပြီးလမ်းကိုပြောတော့မှအသိစိတ်ကပ်ပြီးကြည့်လိုက်ရာလမ်းဝင်ဝမှာထိမ်မင်တုတ်တန်းဆိုပြီးရေးထားတာကိုတွေ့လိုက်ရတယ်။ဟေးခလေးတွေခုနကလူကြီးတယောက်ငါ့ကိုလာခေါ်တာမြင်လိုက်သေးတယ်မဟုတ်လား။လူငယ်ရဲ့စကားကြောင့်ပစိုးဆက်လွယ်တိုင်းကတန်ခွေကိုကင်ထားတဲ့ခလေးငယ်တယောက်ကဦးလေးကိုဖိုးတန်ခဲကစနေပြီထင်နေ။ဖိုးတန်ခဲဟုတ်လား။သူကဘလို့စတာလဲကွာ။ ဟိုးတန်ခဲကရွာကိုလာတဲ့ဧည့်သည်တွေဆိုရင်အခုလိုပဲစားနှောက်တတ်တယ်။ဒါနဲ့ဦးလေးနဲ့မိကဘလို့ခေါ်ရလဲ။ခလင်းငယ်တွေရဲ့မိကွန်းကြောင့်လူငယ်ကပခုံးမော်တင်ထားတဲ့အဝဲထုပ်ကိုဘေးမှာချလိုက်ပြီးငါးနဲ့မိကတောက်ရလို့ခေါ်တယ်။မင်းနဲ့မိကရောကျွန်တော်နဲ့မိကမောက်မှတ်ဒီကောင်ကတော့ဖိုးလုံးနဲ့အေးအေးမင်းတို့ရွာကိုတော့ငါတို့စိတ်ဝင်စားသွားပြီကွာရွာအเจ้าစိတ်ဝင်စားရင် ဦးတန်းနေချီကိုတွားလီ။ "तू ကရွာเจ้าပြောရမယ်ဆိုရင်ထမင်းမင်ဟင်းမေပဲဗျ။ဟုတ်ပြီ။ဒါဖြင့်ဦးတန်းနေနေတဲ့အိမ်ကိုစုံစမ်းပြီးတော့တွားလိုက်အောင်မယ်။မင်းတို့လည်းစော့စရာရှိတာစော့ကြအောင်။တောက်ရလေခလေးနှစ်ယောက်ရဲ့ခေါင်းကိုပုတ်ခါရွာထဲကိုဝင်လာခဲ့လိုက်တယ်။ရွာထဲကိုရောက်တော့တိတ်မချလိုက်ရပဲ။ဦးတန်းနေနေတဲ့အိမ်ကိုရောက်လာခဲ့တယ်။ဒီအိမ်ကဦးတန်းနေအိမ်လားဗျို့။ တောင်ရခွန်တန်းကြောင့်အပေါ်အင်းကြီးပလာကျင်းထားတဲ့အသက်50ရွယ်လူကြီးတယောက်ထွက်လာခဲ့တယ်။အေးဟုတ်တယ်။ဒါနဲ့မင်းကဘသူလဲ။ကျွန်တော်ကဒီဘာကြောင့်မေးစရာအနှဲငယ်ရှိလို့တီးခေါက်ကြည့်မိတော့ဦးတန်းတယ်လောက်အသိပညာဘုဒ္ဓတာပြည့်တဲ့သူမရှိဘူးလို့သိခဲ့ရတယ်။ဒါကြောင့်အခုလို့လာတွေ့ရတာပါ။တောင်ရစကားကြောင့်ဦးတန်းရဲ့မျက်နှာပြုံးရှင်းသွားပြီ။မင်းကဒီလောက်အမုန်းတင်နေတော့လေ။ ငါကမပြောပြလို့ဘယ်ဖြစ်တော့မလဲလာကွာအိမ်မော်တက်ခဲ့အောင်တော့ရလေလေကားအစင်းမှာဖနှက်ချွနေတဲ့အချိန်အလွန်ဆုရတဲ့အနံတစ်ခုကိုရလိုက်မိတယ်ဟဲ့ကောင်လေးတက်လာလေကွာဦးတန်းရဲ့ခေါ်တန်းကြောင့်အတွေးလေးကိုဖျက်တော့ပြီးအိမ်မော်ဝင်တက်လာခဲ့လိုက်တယ်ထိုင်ကွာဒီနေ့တော့အိမ်မှာအဲ့ခံစရာမြေပဲပြုတ်ပဲရှိတယ်ကြားရင်တော့စားကွာတော့ရလေ ဦးတန်းနဲ့ခြာပြီးတဲ့မြေပဲပြုတ်ကိုယူမလို့လှမ်းလိုက်တဲ့အချိန်မမြင်ရတဲ့အထီးတွေတခုကလက်ပြန့်ကိုဖြတ်ကနေနှမ်းပုတ်တာကိုခံစားလိုက်ရတယ်။ဒါပေမဲ့လက်ကလှမ်းယူပြီးသားဖြစ်နေတဲ့အတွက်ဟန်မပြတ်ကင်လိုက်ပြီးကြီးလိုက်ရာမြေပဲပြုတ်မဟုတ်တော့ပဲခိုးကြီးကြောက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။ဦးတန်းတင်ခမားကဧည့်သည်ကိုအဝတ်ပြူတာကလည်းရိုင်းလာကြည်လားဗျ။တောက်ရစကားကြောင့်မလန်းမကက်မှထိုင်နေတဲ့ဦးတန်းရဲ့မျက်နှာပြတ်သွားခဲ့ပြီး ိုဟိုလေကျုပ်ကဘာသဘောနဲ့မှလောက်တာမဟုတ်ပါဘူးအဲ့ဒါဆိုတော့ဘာလို့ဘာမှမသိလို့အကဲဆန်းလိုက်မိတာပါခမားအကဲဆန်းတာကလေလူရည်ကြည့်လေဗျာကျောက်ကိုလှုပ်ထက်လိုက်ရင်တွေးပါအန်သွားလိမ့်မယ်ဟုတ်ဟုတ်ကဲ့တောင်းမဲ့ပါလေဗျာဒီတစ်ခါခွင့်လွန်ပေးပါထားလိုက်တော့ထားလိုက်တော့ဒီဟွာကိုကျုပ်စပြီးရောက်တော့ရွာထိတ်မှာဖိုးတန်ခဲနဲ့တွေ့ခဲ့သေးတယ် ဆရာကြီးကတန်ခဲနဲ့တွေးခဲ့တာကိုသူတို့တမိသားစုလုံးကမင်းညာရဲ့လက်ချက်နဲ့တေခဲ့ရတာလေဦးတန်းရဲ့စကားကိုကြားတော့တောက်ရမဲပြုံပြုံလိုက်ပြီးကျုံနဲ့မင်းညာဆိုတဲ့မိမအကြောင်းကြားဖို့ပါလေရွာထိပ်ကိုရောက်တော့လေခလေးတွေကမင်းညာပုံစံလိုဟန်ဆောင်ပြီးတော့စော့နေကြသေးရာထိုကဲသူပြောလိုက်တော့ဦးတန်းနဲ့ကမင်းညာဆိုရင်ဒီရွာမှာမသိတဲ့သူမရှိဘူးဗျာ အဲနောက်ပြီးတော့ရွာခံအတော်များများကဒီလိုပညာတွေကိုအနေချင်းတော့တက်မြောက်ထားကြတယ်။ဒါဖြင့်မင်းညာကြောင့်ကျုပ်ကိုပြောပြပါအောင်။ဆရာလေးသိချင်တော့အချင်းချုပ်မီပြောပြပါမယ်။မင်းညာအမိကသူ့မွေးခင်းစမှာပဲဆုံးခဲ့တာ။သူ့အဖေနမီကဦးကင်းမောင်လို့ခေါ်တယ်။မင်းညာကလူမန်းသိတဲ့ဆောက်အရွယ်ကလေးကတရွာလုံးကိုထုံးလို့ချေရေလိုနှောက်ခဲ့တာ။ဘလို့ဘလို့ ဟုတ်တယ်ဆရာလေးမယ်ညာကမွေးရပါပညာဘူးပါတယ်လို့ယွာထဲမှာပြောဆက်မှရှိကြတယ်သူ့အသက်လေးနှစ်မှာဘဲပင်မှာဘာကောင်းရှိတယ်ဘဲအကောင်ကဘဲရွာကနေပြောင်းလာတာစသဖြင့်အတီးအကျကိုပြောပြနိုင်ခဲ့တာသူနဲ့ရံဖြစ်တဲ့ကလေးတွေဆိုရင်ဖျားရင်ဖျားမဖျားရင်ကြောင်ကဒန်းတွေဖြစ်ရောသူဒီလိုလောက်တာသူ့အဖေကဘာမှဝင်ပြောဘူးလား သူ့အဖေကလည်းတမိကိုမြောက်ပင်ထားရလေစုံမဖို့ဆိုတာဝေးရောပေါ့တနေ့မှတော့တန်ခဲတားနဲ့သူနဲ့ခလေးတဘာဝစကားများရံဖြစ်ကြရလေတန်ခဲတားမညောင်းတွန်းလိုက်တာနှစ်ဖူးမှာသွေးဆွေုံတန်ရလေးတခုရခဲ့တယ်နောက်တနေ့နေ့လည်ကိုရောက်တော့တန်ခဲရောသူသားပါထမင်းဆိုင်နဲ့ရှေ့ရတောင်လောက်ထွက်ကြပြီးတေပါလီဟုတ်လားဘာကြောင့်တေတယ်ဆိုတာငါတို့ကသိပေမဲ့ ဘယ်သူမှမပြောရကြဘူးလေမဲညာကြောင့်တည်တယ်ဆိုတာကရောဖြစ်နိုင်ပါမလားအဲတန်ခဲရုနဲ့ပြဿနာတက်တာဆိုလို့မဲညာပဲရှိရလေသူပဲလောက်တာဖြစ်မှာပေါ့နောက်ပြီးအဲ့ရုံကမဲညာကိုးနှစ်ပဲရှိသေးတာဒီကိစ္စတွေဖြစ်ပြီးတော့မဲညာရောသူ့အဖေပါယွာကနေပျောက်ချင်းမလားပျောက်သွားခဲ့တယ်ဦးတန်းနေပြောသလိုဆိုရင် ရွာကကလေးတွေကမယ်ညောင်ကိုဘာကြောင့်သိနေရလဲ။သူတို့ပုံစံကိုကြည့်ရတာကြောက်တဲ့ပုံနဲ့မပေါ်ပါဘူး။ဆရာလေးမသိလို့ပါ။ရွာမှာမယ်ညောင်ကိုမကြောက်တဲ့ကလေးဆိုတာမရှိဘူး။ဘာကြောင့်လဲဆိုတာမကြားခင်ဆရာလေးမြင်တွေ့ရမှာပါ။သူကရွာကနေပြောက်သွားတာကြာပြီလဲပြောသေးတယ်။မကြားခင်မြင်တွေ့ရမှာပါလို့လည်းပြောသေးတယ်။ခမရစကားဘာကြီးလဲဗျာ။ ဒီရွာကမင်းညာရဲ့အဆောက်အအုံခံရွာအဖြစ်ခံယူထားတဲ့အတွက်လားပြည့်လောက်ွယ်နေတွေဆိုရင် သူ့ရဲ့နန်းယုတ်ကရွာတွေကိုလှည့်ပြီးတော့လက်ကြည့်တတ်တယ်အခုဆရာလေးကျောက်ရင်ကိုရောက်နေတာသူတီးလောက်ပြီထင်တယ်ဟာဟာဟာတီးတော့လေပိုကောင်းတာပေါ့ဗျာဗာလေခမရကြောက်နေလားတောက်ရစကားကိုဦးတန်းနေအဖြစ်ပြန်မပေးဘဲနဲ့မျက်နှာယူနေဆက်လေကောက်ွာနေလိုက်တယ်ဟာဟာဟာဒီလောက်ဆိုရင်ကျုပ်သဘောပေါက်ပါတယ် အခုသိကျင်တာတွေသိရပြီဆိုတော့ကျုပ်ပြန်လာအောင်မယ်။မဲညာလာရင်တော့မှတ်လောက်သားလောက်အောင်ပညာပေးလိုက်အောင်မယ်ဗျာ။ဟာ။တော့ရကစသလိုနောက်သလိုနဲ့ပြောကဦးတန်းနဲ့အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။ရွာထဲကနေပြန်ထွက်လာပြီးနောက်ပိုင်းတသွင်သင်စည်းစင်းနေတဲ့ချောင်းကုန်းတစ်ခုကိုတွေ့တော့ကိုလက်တန့်စင်မှုပြင်ဆင်နေတဲ့အချိန်ရှင်တို့တွေမယုံမှန်းနဲ့နော်။ငါလက်ကိုလွတ်စမ်း။ဆိုတဲ့တန်က ခြောင်ရိုးနောက်ဘက်ချမ်းကနေထွက်ပေါ်လာခဲ့တယ်။တောက်ရလေရေချိုးမလို့ဟန်ပြင်ပြီးကမှအဝယ်စားလေးကိုပြန်ဝင်လိုက်ပြီးအတန်ကြားတဲ့ဘက်ကိုထွက်လာခဲ့ရာမိန်ကလေးတယောက်ကိုဆွဲလာရန်လာလုံနေတဲ့လူသုံးယောက်ကိုတွေ့လိုက်ရတယ်။တောက်ရလေသူ့အရှိမမတရားလုပ်နေတာမြင်တော့မနေနိုင်တော့ပဲလူလုံးထွက်ပြလိုက်ပြီးမင်းတို့တွေရလေကွာမိန်ကလေးတယောက်ကိုအခုလို့အနိုင်ကျင့်တာကြီးကကြည်မကောင်းပါဘူးထိုကဲသူပြောလိုက်တော့ လူရန်ကားတွေကတောက်ရကိုမကျေနပ်တဲ့အကြီးနဲ့ကြီးလိုက်ပြီဒီကောင်တဲရှုပ်ပါလားပညာပေးပြီးမောင်းထုတ်လိုက်ကွာထိုကဲသူပြလိုက်တော့ဘေးမှာရက်နေတဲ့နှစ်ယောက်က တောက်ရကိုရန်ပြဖို့အနားကိုတိုးလာခဲ့ကြတယ်တရတစီနာနာဘာဝါတွေကိုအမြဲနိုင်ယူလာခဲ့တဲ့တောက်ရဒီတခါတော့တကယ်လူတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ဘာလို့လို့ဘာကံရမယ်မသိဖြစ်နေတဲ့အချိန် တဲကွာကဲကွာလူစွမ်းကောင်းလှုပ်ချင်အောင်ကွာပဇောင်ယိုရီကိုနိုင်ယိုရီပါအဝကျွေးကန်ထိပြီးမှောက်သွားခဲ့တယ်တောက်ရသတိရလာတော့နူးညံ့တဲ့လက်အဆုံကနဖူးကဒဏ်ရာကိုဆေးထက်ပေးနေတာကိုခံစားလိုက်ရတယ်အာအာဒဏ်ရာကဘယ်လိုနေသေးလဲတက်တာရေးလားချိုတာအေးများတဲ့စကားတန်ကြောင့်နှစ်ထင်းနှစ်ဘက်ကိုလက်ညှိုးနဲ့ဖိပြီးထားထိုင်လိုက်ရာထန်းလက်တွေကားထားတဲ့ မြေဆိုင်တဲတခုတွေကိုရောက်နေတာမြင်လိုက်ရတယ်။ဘေးမှာတော့တဏ္ဍကားဘက်ကကြားကိုညီညာစွာလူထပြီးဒူးစစ်လောက်ရှိတဲ့သပင်ကိုအဝဲစားနဲ့စီးထားတဲ့မင်းကြီးတယောက်ကိုတွေ့လိုက်ရတယ်။တတရဲလားရှင်။ကျမကြောင့်ဒုက္ခများနေရပါပြီ။ရပါလေ။ဒီလောက်ကဘာမှဖြစ်ပါဘူး။ဒါနဲ့အမိကတယောက်တည်းနေရလား။မဟုတ်ပါဘူး။အကြီးထွေးရှိပါလေ။အခုကဧည့်သည်အတန်းရာတွေကိုစေ့ထက်ဖို့စေးပင်သွားခုနေလို့ပါ။ ဒီလိုလူပြတဲ့နေရာမှာမိန်ကလေးနှစ်ယောက်တည်းနေသားဆိုတော့စိတ်ချရပါမလားမတော်လို့အခုလိုလူရန်ကားတွေနဲ့ဆုံးနေရင်မခက်ပေဘူးလားတောင်ရရဲ့စကားကိုမိန်ကလေးကဘာမှပြန်မဖြစ်ပဲဖြောင်းဆင်းနေတဲ့မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုကတဲပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်ခဏနေတော့ချင်းနှောင်းတွေထဲမှာဆေးမြင့်ဆေးရွက်တွေထည့်ထားတဲ့အသက်ခကြီးမိမတယောက်ကတဲထဲကိုဝင်လာခဲ့တယ်အကြီးထွေးတော်ရောက်လာပြီပဲ။ အေးအေးဒါနဲ့လူနာကတက်တာရဲ့လားအော်ဟုတ်ကဲ့တက်တာပါလေလက်ဖြန့်တစ်ဖက်ကတော့အောင့်နေသေးတယ်မင်းရဲ့လက်ဖြန့်ကအယိုးအပ်သွားတာဖြစ်နိုင်တယ်ငါတို့မကိုကူညီပေးလို့ဖြစ်ရတာဆိုတော့ဒန်ရန်တက်တာတဲ့အထိဒီမှာပဲနေလိုက်ပါဦးအကြီးကတိုင်းရင်းစေးပညာကိုအ ਨੇ ပါတော့လေ့လာဘူးပါလေတောက်ရလေအင်ရှင်ဒူးနီယောရဲ့စကားကို မလွန်ဆန်တော့ပဲရင်သက်စွာနဲ့သဘောတူခဲ့လိုက်တယ် ညာဘက်ရောက်တော့အိပ်ပျော်နေတဲ့တောက်ရဘေးကိုတစုံတယောက်ကက်လာတဲ့အငွေအသက်ကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်ရာဘာမှမရှိဘူးတောက်ရလည်းစိတ်ထဲမတင်ကားတာနဲ့အမြင်အာရုံတွေကိုစူးစိပြီးတော့ကြည့်လိုက်ရာခြေထောက်တွေကိုအရှုံးရှုံးလိုက်နန်းနေတဲ့ဥပုကွက်ကအကောင်တကောင်ကိုမြင်လိုက်ရတယ်မကြာခင်တဲပြင်ဘက်ကနေကြားလိုက်ရတဲ့ခြေတံကြောင့်ဥပုကွက်ကအကောင်ကလက်ကနေထွက်ပြေးပျောက်ွယ်သွားခဲ့တယ်တောက်ရလည်းအိတ်ချင်အောင်ဆောင်ပြီးတော့ခြေတံကြားတဲ့ဘက်ကိုနားဆွလိုက်ရာ မင်းညာဒီကောင်ကတာမန်လူမဟုတ်ဘူးလို့နင်းကောင်ကမပြောခဲ့ဘူးလားဒါပေမဲ့အကြီးရဲ့ तू ကမင်းညာရဲ့တက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်လေ तू နဲ့ငါတို့နဲ့ကပြထားတလန်းတန်တလန်းပဲဘလို့မှအဆင်မပြေနိုင်ဘူးမင်းညာတော့ရလေ तू ကြီးနှစ်ယောက်ပြောနေတဲ့စကားကိုကြားပြီးမင်းညာဆိုတာ तू ကယ်ခဲ့တဲ့မင်းကလေးဖြစ်နေတာကိုသိလိုက်ရတယ်ဒါနဲ့ ဟန်မပြတ်ဆက်နေရင်မနံမိုးလင်းတို့အိယာကနေထားလိုက်တဲ့အချိန်ကောင်းလေနေရဲ့လက်ဖြန်ယူ လူမဲ့ဆေးတွေငါပေးလိုက်မယ်နေဒီမှာဆက်ပြီးတော့နေလို့မရတော့ဘူးဘာဖြစ်လို့လဲအကြီးငါတို့အခုအလုပ်ပေါ်လာလို့ခီးထွက်ရအောင်မယ်ငါတို့မအောင်ကဲပေးခဲ့တဲ့အတွက်နင့်ကိုကျေးဇူးတင်ပါတယ်တောက်ရလေအချိန်ဒီမှန်နေကိုတည်ပြီးသားမို့ဟန်မပြတ်နေရင် ။ဒါဖြစ်ရင်ကြုံသွားလိုက်ပါဦးမင်း။ကာမကုံရင်တော့ပြန်ဆုံချအောင်ပါပေါ့အကြီးရေ။ထိုကဲ့သို့ပြောကတဲတဲကနေထွက်လာခဲ့လိုက်တယ်။တော့ရလေထွက်တာထွက်လာခဲ့ပြီမဲ့မင်းညာနဲ့ပတ်သက်ပြီးစိတ်ထဲမှာမတင်မကြဖြစ်နေတာတခုရှိတဲ့အတွက်စုံစမ်းမှုယွာနီးတစ်ပိုက်မှာလက်ပတ်သွားလာနေတော့ပစုံရရောက်တဲ့ဈေးသက်ဒီအချင်းချင်းပြောနေတဲ့စကားတန်ကိုကြားလိုက်ရတယ်။ညာအဖြစ်ကိုတည်ပြီးပြီလား အေးတချွာလုံးပြတ်နေတာမသိစရာလားအေးဦးတန်းနေကြီးတနာပါလေဦးတန်းနေကိုမင်းညာကတတ်လိုက်တာတဲ့ဟဲ့တူတူပြုတ်ဦးမင်းညာเจ้าကိုသိတယ်မဟုတ်လားငါတို့ပါအစ်စ်ပါနေဦးမယ်ဟင်းသီးဟိရတဲရီရဲ့စကားကြောင့်တောက်ရအန်အားတင်သွားပြီးအတွေ့ထဲမှာဦးတန်းနေရဲ့မျက်နှာပေါ်လာခဲ့တယ်မင်းညာမင်းညာရုပ်ကလေးနဲ့မှမလိုက်ရက်ဆက်လာကြည်လား နင်းလုံမောင်းမရိုင်းဆိုင်တဲ့ပညာတွေဟုမှဦးမချိုးနိုင်ရင်ဒီဘာကနေမပြတ်ဘူးထိုကဲ့သို့ကျုံးမကရွာထဲကိုပြောင်းဝင်ခဲ့လိုက်တယ်ရွာထဲကိုရောက်တော့ထိမ်မင်တုတ်တံပြတ်အဝမှာမှိုင်းတွင်နေတဲ့ဖိုးတံကဲကိုမြင်တော့ဖိုးတံကဲဘာဒီမှိုင်းနေရလဲဟင်မင်းမင်းကငါ့ကိုမြင်ရလားဒါဗောမြင်ရလို့ကြုတ်ခေါ်လို့ရတာဗောအေးကွာမင်းညာဒုက္ခပြီလို့ရွာလူတယောက်သေးပြန်ပြီ။ ။ဦးတန်းနဲ့မသေးခင်ကျုံနဲ့တွေ့သေးတယ်။သူပြောတာကဖိုးတန်ကဲလို့တားဖောက်ကိုလေ။မင်းညာကပဲတတ်ခဲ့တာဆို။ဟုတ်တယ်။ငါတို့တားဖောက်ကိုမင်းညာတတ်ခဲ့တာ။သူဒေါသထွက်တဲ့အချိန်ပြောတတ်မြစကားကြီးကအရန်ပေါက်မြောက်တယ်။သူပြောတဲ့စကားတိုင်းကိုတသွေးမသိလိုက်လို့ပေးတတ်တယ်။မင်းစားတကောင်လည်းရှိသေးတယ်။ဘလို့မင်းစားတကောင်ဟုတ်လား။ဟုတ်တယ်။ ူကမင်းညာပြောတဲ့အတိုင်းကိုလိုက်လုပ်ပြီးတာငါတို့သားဖောက်ကိုလေအဲ့ဒီမင်းစာကပဲလေပဲညစ်ပြီးတော့တတ်ခဲ့တာအဓိကတရားခံကတော့မင်းညာဘောက်ကွာသူ့ကိုဘယ်သူမှမနိုင်ကြဘူးလားဒီအတိုင်းလှုပ်ထားလိုက်ရင်ကြံတဲ့သူတွေအကုန်လုံးဒုက္ခရောက်ကုန်ကြမှာပေါ့မင်းညာကပြူစားမဲ့အချိန်ရောက်မှပညာဘူးကိုမြို့လားတာမန်အချိန်ဆိုရင်ပုံမှန်လူလိုပဲနေတတ်တယ်ဒါကြောင့်သူ့ကိုဆုံးမမယ်ဆိုရင် ပညာဘူးမြို့ထားတဲ့အချိန်ကိုစောင့်ဖမ်းမှရမယ်။ဖိုးတန်ငယ်ပြောမှရှင်းသွားတော့တယ်။ဒါကြောင့်သူ့ကိုစားတွေးတဲ့အချိန်ပညာဘူးမမြို့ထားလို့တာမန်လူတယောက်လိုဖြစ်နေခဲ့တာကိုတောင်ရကဖိုးတန်ငယ်ကိုနှုတ်ဆက်ပြီးဦးတန်းနဲ့အင်ရှိကိုထွက်လာခဲ့လိုက်တယ်။အင်ရှိကိုရောက်တော့နိုင်ကိုလာကြတဲ့သူတွေထဲမှာမဲညာရဲ့အကြီးဖြစ်သူကိုဖြတ်ခနဲလှမ်းမြင်လိုက်ရတယ်။တောင်ရလာတာကိုသိတဲ့ပညာတဲ့အချို့က အယောင်မလဲနဲ့ထကအရှိုးရှိုးပြောက်ွယ်သွားခဲ့ကြတယ်။တောင်ရကလည်းမေညာကိုသာလိုက်ရှာနေရမှုအချားသူတွေကိုဂယုမဆိုင်ပေလှုပ်ထားလိုက်တဲ့အချိန်အာတုဘအိမ်လေကားအောက်ကနေလက်ကောက်ဝဲလုံးလောက်ရှိတဲ့ငွေရောင်အနက်တကောင်ထွက်လာခဲ့တာကိုဘသူမှသတိမထားမိခဲ့ဘူး။နားထဲမှာငွေရောင်တုံတန်လိုလိုလေချုံတန်လိုလိုအတန်ကအဖြစ်ဖြစ်ကျေလောင်လာတဲ့အတွက်တောက်ရမနေတာတော့ပဲကြိလိုက်ရ သူ့ခြေပမိုးကိုပောက်ဖို့ချိန်ရွယ်နေတဲ့မွေရောင်နဲ့တကောင်ကိုမြင်လိုက်ရတယ်။နင်းအမေလွားနဲတဲ့ကောင်ကြီးမဟုတ်ဘူး။ရုတ်တရက်မို့တောက်ရရောင်ပြီးတော့နောက်ကိုခုံဆုပ်လိုက်ရာမွေရောင်ရဲ့ပောက်ချက်ကခြေပမိုးကိုမထိပဲတဲပြင်းထဲကိုစိုက်ဝင်သွားခဲ့တယ်။မွေရောင်နဲ့ကတောက်ရကိုပောက်တာမထိတဲ့အတွက်စိတ်ဆိုးဒေါသထွက်ပြီးအရှူးရှူးတရှက်ရှက်နဲ့အနားမှာရှိနေတဲ့သူတွေကိုရန်ရှာဖို့ဟန်ပြနေတာမြင်တော့စိတ်ထဲကနေ ဟဲ့တိုက်မွေနဲ့နကုမူလပြန်စမ်းထိုကဲ့သို့ပြောပြီးဖနှောင်းကိုမတိမတာထောင်းချလိုက်ရာမွေရောက်အနက်ကနေလက်တန်းလုံးတတလောက်ရှိတဲ့ချော်ချိုးနဲ့အဖြစ်ပြောင်းလဲသွားခဲ့တယ်။တော့ရလေသူ့မှာအန်ဒီတွေပက်လဲဝိုင်းနေပြီဆိုတာကိုသိရနဲ့ကျွာထဲမှာမနေတော့ပဲလူသူရှင်းတဲ့နေရာကိုမျှခေါ်သွားခဲ့တယ်။အဲ့ဒီအချိန်မေညာရဲ့အပေါင်းပါတွေကိုကနေထုတ်လို့နေတဲ့စက်တီကတောက်ရသွားတဲ့လမ်းတစ်လျှောက် ပြည့်နှက်နေခဲ့တယ်။တောက်ရလေလူသူသွားလာနေတဲ့ထိမ်မင်တုတ်တန်တွေကိုဝင်လာခဲ့တဲ့ချိန်မှာတော့ခိုးတန်ကနေသူသားဖြစ်သူကပျော်လူဆွဆဲဖြစ်နေတဲ့ဇရဲထုတ်တန်းဘော်ကိုပြည့်တက်ခါခိုးကြည့်နေခဲ့ကြတယ်။ဟဲ့မင်းညာနင်းကဆန်နှကြိုးစီပြီးငါ့ကိုတတ်မလို့ပေါ့လေ။လာခဲ့စမ်းဒီမှာငါစောင့်နေတယ်။တောက်ရကအုပ်ကူအပြက်ကိုဖနှောင်းနဲ့ပောက်ခွာပောက်ခွာပြောလိုက်တော့တုတ်တန်နောက်ဖက်ပောက်ခွာနေ ။ဇပင်ကိုဖားလိုက်ချပြီးတလှမ်းချင်းလျှောက်လာနေတဲ့မိမတယောက်ကိုအဝေးကနေမြင်လိုက်ရတယ်။မျက်နှာမြင်နိုင်ုံအနေထားကိုရောက်လို့ကြည့်လိုက်တော့မင်းညာမဟုတ်ဘဲနဲ့သူအကြီးဖြစ်နေခဲ့တယ်။အကြီးကျောက်ကမင်းညာကိုခေါ်တာခမရကဘာလို့ရောက်လာတာလဲ။လက်စတတ်တော့နင်းကလူရိုးလူအေးဟန်ဟန်ဆောင်ပြီးတော့ငါ့တူမအနာကိုချင်းကပ်ခဲ့တာဗောလေ။အာအာနင်းကိုစမြင်ကြတဲ့ကမယိုးသားဘူးဆိုတာသိနေပြီမဲ့ ငါတူမကြောင့်မတက်ဖဲနဲ့လှုပ်ပေးခဲ့တာအခုတော့နေရကို့တည်ရင်ကိုပြန်တူးနေပါလားလေကားတော့အတော်ကြီးတယ်မိမပဲကျုပ်မှအချိန်မရှိဘူးမဲညာဘမလေးပြောစမ်းဟာဟာဟာမဲညာကနေရှေ့မှရောက်နေပြီလေဘာလဲငါနံမီကြားလို့တွေးပြတ်သွားတာလားဟင်မဲညာဆိုတာကခမည်းတော်မောင်ပြောတာမဟုတ်ဘူးလား ငါအတူမလို့အကြောက်လန့်ကြည့်ပြီးအနေအေးတဲ့သူကမင်းညာဖြစ်ရမှာလားဟဲ့မင်းညာအစ်ကငါပဲဟိငါပဲစပင်းကိုဖားလျားချတာတဲ့မိမကအော်ဟိကျုံမလိုက်ပြီးမြေကြီးကိုဖနှောင်းနဲ့သုံးချက်ပေါက်လိုက်ရာအုတ်ကူပြက်တွေတည်းရနေအရွယ်ဆုံးဆိုင်ဆုံးမွေရောက်နှက်တွေထွက်ပေါ်လာခဲ့တယ်ငါအလုပ်ကိုဝင်ရှုပ်တဲ့ဒီကောင်အသေးတက်ကြစမ်းကြိုက်လိုက်စမ်း အောက်လိုက်ဆန်းဟေ့ချောက်ကကအိုဟေ့ကျုံဝါတန်အဆုံးမှာမွေဟောက်ဒီကတောက်ရနေတဲ့အုတ်ကူပေါ်ကိုမပြင်းတကားကားနဲ့တက်လာပြီးပေါက်မဲ့ဟန်ပြင်နေတဲ့အချိန်နေငါလဲမညာငါကလည်းတောက်ရတယ်ကွာနေရမွေမပြောနဲ့နဂါးတွေကိုတော့အဆွဲချိုးပြီးလဲမျိုးနေလာတယ်ကောင်းကွာထိုကဲ့သို့ရေဥကတက်လာတဲ့မွေရည်ရဲ့ကောင်းကိုဖနှောင်းနဲ့တက်ကြိတ်ခါကန်ထုတ်ပါလေရောမေညာကလည်း တူးထပ်ပို့ပြီးတော့ကြမ်းတမ်းပြနေတဲ့တောက်ရအောင်မြင်တော့အနှဲငယ်ချိန်သွားခဲ့ပြီးဘိုက်ပေါက်မှဒီကောင်းကိုကိုချိုတက်ပြစမ်းနင်သူ့ကိုတတ်နိုင်ရင်ဒီနေ့တခွင်နင်ရစီရမယ်ထိုကဲ့သို့ပြောလိုက်တော့မျက်နှာတစ်ခုလုံးပြောင်ကျော်ဖြစ်နေတဲ့အပြင်ဘိုက်တစ်ခုလုံးသွေးတန်တဲရဲနဲ့ပေါက်ထွက်နေတဲ့တရဲမကတောက်ရကိုရံပြုတ်ဖို့ပြေးဝင်လာခဲ့တယ်ဒီတခါမှလည်းတောက်ရကလေပေါ်မှာလွင့်နေတဲ့တရဲမရဲ့စပင်ကိုဖမ်းဆွဲကမျက်နှာပေါ်ကို သုံးခွက်အင်တာဗျူကပ်လိုက်တယ်ဆိုရင်မယ်ငယ်တန်ပါတဲ့အတန်းနဲ့အော်ဟစ်ခါအုတ်ကူတွေကြားထဲမှာလူးလိမ်နေပါလေရောနေလုံကောင်းကများငါ့ကိုပြန်တိုက်ရဲတယ်ပေါ့လေထိုကဲ့သို့ကျုံမကမြေပုံနေပေါ်မှာကျိုးတို့ကျတဲ့ထွက်နေတဲ့ဒူးသေးဒူရိုးတခုကိုယူက တောက်ရကိုရိုက်ဖို့အရှိကိုတိုးဝင်လာခဲ့တယ်ဟေးရက်လိုက်စမ်းစက်တိုးလိုက်ရင်နင်ခေါင်းကို၈စိတ်ခွဲအောင်ထူးခြားလိုက်မယ် ဆိုတဲ့တံကြောင်မောကြည့်လိုက်ရအုတ်ကူငါးလုံးကိုခွာရထားတဲ့ဂိုင်းဆောင်ရက်ခောက်ကိုမြင်လိုက်ရတယ်။မင်းညာကလည်းဂိုင်းဆောင်ရက်ခောက်ကိုမြင်တဲ့တိုင်အောင်ကြောက်လန့်ခြင်းမရှိဘဲဝင်လာခဲ့တဲ့အတွက်တောက်ရကမြေပေါ်မှာလူလိုက်တဲ့အထိရိုက်နှက်ထူထောင်ဖို့အမိန်ပေးလိုက်ရတယ်။ဂိုင်းဆောင်တွေကလည်းမင်းညာကိုရိုက်နှက်ထူထောင်ရင်းနဲ့နေလို့အောက်တန်းစားအရှင်ကကိုအထိလက်ရောက်လှုပ်ချင်သေးတယ်ပေါ့လေ။ကဲဟာကဲဟာ ဂိုင်းဆောင်တွေရိုက်နှက်နေတဲ့အချိန်ကောင်းခွင့်တစ်ခုလုံးရုတ်ချင်းတွေရဲလာပြီးဒေါ်လဲတန်တွေလလိုဝိုးချင်းတန်တွေလလိုအတန်တွေထွက်လာခဲ့တယ်။တောက်ရလေချက်ချင်းပြောင်းလဲသွားတဲ့ကောင်းခွင့်အနေရောင်ကိုကြည့်နေတဲ့အချိန်အပေါ်ဟောက်အနေရောင်ဝတ်စုံကိုဝတ်ထားပြီးလူစစ်လောက်ရှေ့ကျနေတဲ့ဇပင်ကိုလယ်ဘေးမှာပတ်ထားတဲ့မိမတယောက်ကိုတိမ်တွေကြားထဲမှာမြင်လိုက်ရတယ်။ဂိုင်းဆောင်နှက်တွေနဲ့ရိုက်နှက်ခံထိနေတဲ့မင်းညာကဒီအဖြစ်တွေကိုမြင်တော့နင်ဘာဖြစ်လို့ ပညာဘူးကိုပြန်မြို့လိုက်ရလေငါသိရင်တော့နေဒီပညာတွေကိုမတုံးတော့ဘူးလို့ဂတိပေးထားတယ်မဟုတ်လားထိုကဲ့သို့ပြောပြီးအောနေတဲ့အတွက်ရိုင်းနှက်တာကိုရခိုင်လိုက်တဲ့အချိန်ဒိန်တွေကြားထဲမှာရက်နေတဲ့မိမစီကနေအနီရောင်အနေနဲ့တခုအချိန်ပြင်းစွာထွက်လာတာကိုသတိထားမိခဲ့တယ်။ဒါပေမဲ့အလင်းနှက်ကအယမ်းမြန်တဲ့အတွက်တောက်ရရှောင်းချင်းမရလိုက်ပဲရက်နေတဲ့အုပ်ကူပေါ်ကနေအောက်ကိုလွင့်ကျသွားခဲ့တယ်။ လေထဲမှာရက်နေတဲ့မိမကတောက်ရလွင်သွားတာကိုမြင်တော့တုတ်တံဘေးမှာပေါက်နေတဲ့ညောင်မိုးစိတ်ပင်ကိုလက်ညှိုးထိုးလိုက်တယ်ဆိုပေမဲ့တွဲလောင်းကျနေတဲ့ညောင်မိုးစိတ်တွေကအသက်ဝင်လာတဲ့အလားလှုပ်ရှားလာခဲ့ပြီးတောက်ရရဲ့ခြေထည်လက်တွေကိုလှုပ်မရအောင်ရစ်ပတ်ထားလိုက်ပါလေရောတောက်ရလည်းခြေသမျှအားနဲ့ရုံးကန်ကြည့်ပေမဲ့ရုံးနဲ့တင်းနေဖြစ်နေတဲ့အတွက်စိတ်ကိုရှော့ကရင်ဘတ်ထဲမှာတီးထားတဲ့အင်းစမဇေတူတွေကိုအာယုံပြူထားလိုက်တယ် မင်းညာအရေးကြောင့်ဘာလို့ဒီပညာတွေကိုပြန်သုံးနေရလဲအရေးတို့ကငရဲကြရင်လေနောက်ထပ်ရစီမှာမရှိဘူးလေမြေပြင်ပေါ်မှာသွေးတန်တေးရဲနဲ့ဒဲကြနေတဲ့မိမကြီးရဲ့စကားကြောင့်တောက်ရကြည့်လိုက်ရာသူကဲတင်ခဲ့တဲ့မိန်းကလေးကိုမြင်လိုက်ရတယ်မင်းမင်းကမင်းညာအစ်စ်ပဲတောက်ရစကားမဆုံးခင်မှာညောင်မိုးစစ်တီကပါဇက်ကိုလာရောက်ရစ်ပတ်လိုက်တဲ့အတွက် ဆက်ပြောမရပဲဖြစ်နေခဲ့တယ်။နင်နင်ကငါ့ကိုမင်းညာလို့ခေါ်ရတယ်ဗောလေ။ထိုကဲ့သို့ပြောကအသေးတက်ဖို့လုံနေတဲ့အချိန်တောက်ရရဲ့နှောင်းသားရှိတဲ့ဘက်ကနေအလွန်ဆူးရှတဲ့အလင်းစားတစ်ခုထွက်ပေါ်လာခဲ့တယ်။ထွက်လာတဲ့အလင်းစားကတဖြည်းဖြည်းနဲ့နင်းနေလာခဲ့ပြီးချုံအောင်ထားတဲ့နွယ်ချိုးတွေပါတဖြည်းဖြည်းမြည်အောင်ပြက်ထွက်တဲ့အထိ ဖြစ်လာခဲ့တယ်။လေးပေါ်မှာရက်နေတဲ့မညာအစ်ကအ သူ့ရဲ့ပညာတွေနဲ့ပြန်ထည့်ချုပ်ပြီးရှင်းပတ်ခဲ့ပေမဲ့တောက်ရရင်ဘက်ထက်ကထွက်လာတဲ့အလင်းနဲ့အရှိန်ကတဖြည်းဖြည်းပို့ပြီးတော့အားကောင်းလာခဲ့တာ နောက်ဆုံးမှာတော့ချီနောင်ထားတဲ့ຫນွယ်ကြိုးတွေအကုန်တစားစီပြတ်ထွက်သွားခဲ့တယ်။ဘယ်ညာနဲ့ဒီလောက်ထိစူးရှပြင်းထန်တဲ့အလင်းနှန်းကဘာများလဲဆိုပြီးတော့ကြည့်လိုက်တော့စမအခရာတွေကိုစင့်ငါစင့်ငါထပ်ထားတဲ့ဇေဒီတစုဖြစ်နေတာကိုမြင်လိုက်ရတယ်။စမအခရာနဲ့တည်ထားတဲ့ဇေဒီတစုလုံးအပြည့်စုံပေါ်လာတဲ့အချိန် တုတ်တံအတွင်းမှာနေကြတဲ့နနာဘာဝရီအားလုံးဝယုံတုံးကနေဖက်ပြေးကြပါလိယောမင်းညာကတော့ဖက်ပြေးခြင်းမရှိပဲဘာဖြစ်ဖြစ်ရတယ်ဆိုတဲ့သဘောနဲ့မတက်ရက်နေတဲ့အချိန်ဖြောင်းဆိုတဲ့အတန်နဲ့အတူမြေကြီးပေါ်ကိုလလင်းကောက်ဝင်လင်းရှင်းလာခဲ့တယ်တောက်ရလေလဲကြနေရကနေလွတ်လာတာနဲ့သွေးတန်တဲရဲ့ဖြစ်နေတဲ့မင်းညာအတူရဲ့ဘေးပပတ်လေကိုစီးချပြီးတော့ထိန်းထားနေစဉ်အတွင်မင်းညာအစ်ရဲ့ပါဇက်ထဲကနေ ပြိုးပြပြအယောင်ထွက်နေတဲ့လက်သီးစုပ်အရွယ်အလုံးတစ်လုံးအန်ထွက်လာခဲ့တယ်။ဒါဒါပညာဘူးပဲငါးကိုထဲမှာတည်ထားတဲ့ဇီဒီယမဲညကိုရောငါးကိုရောကဲတင်လိုက်တာပဲ။တောက်ရကတကူတဲ့ရေယုံရင်းနဲ့အားကုန်ကပြော့ခွေနေတဲ့မဲညရဲ့ဘေးပက်လေကိုစီတားပြီးတဲ့အချိန်ထိမ့်မင်းတင်းကျိုင်းအွားကနေတာရုခွန်တန်၃ချိန်ထွက်ပေါ်လာခဲ့တယ်။ဒီတစ်ချိန်မှာတော့ မင်းရဲ့တော်ခက်ခက်ခဲကိုရင်ဆိုင်ခဲ့ရတာပဲဆိုတဲ့တန်ကြောင်လက်ကြည့်လိုက်ရအောင်မြတ်တာနဲ့တက်ခိုင်တို့ကိုတွေ့လိုက်ရတယ်ဟာဆရာဆရာတို့ပါလားဘလို့ဘလို့ဖြစ်ပြီးတော့ရောက်လာကြရလဲမင်းရဲ့ပညာကိုအကဲခတ်ချင်တာကြောင့်မမေအောင်ဖုံးကွယ်ပြီးတော့နေခဲ့ကြတာပါအခုမင်းကကိုလုံးခဲတဲ့ကျင့်စဉ်တွေအင်းစမတွေကိုအသုံးချပြီးလူနှစ်ယောက်ကို လမ်းမှန်ကိုပို့ပေးနိုင်ခဲ့တာဝမ်းသာမိပါတယ် ဆရာဒီမင်းကလေးကတကယ်ကိုမလွယ်ဘူးကျွန်တော်တော့သေပြီလို့ထင်နေတာမင်းရဲ့ရံပတ်ထဲကနေဈေးဒီမပွင့်လာရင်တေချာဘောက်ကိုတီးမှာဈေးဒီပွင့်လာတဲ့အတွက်အပေါ်မှာရှိနေတဲ့သူကိုအဆောင်ရောက်တည်းရိုက်ချပြီးပညာသိမ့်လိုက်တာပဲအခုသူတို့ဘယ်လိုလုပ်ရမလဲဆရာထုံးစံအတိုင်းပညာသိမ့်တစ္ဆာစုခိုင်းယုံမောက်ကွာဒီလောက်ကတော့မင်းလုံးတတ်ပါလေ အောင်မြတ်သားရဲ့စကားကြောင့်တောက်ရကရဲကြဲကြဲလောက်ကမင်းညာတို့ဘက်ကိုထွက်သွားခဲ့တယ်။တောက်ရရဲ့ချေချို့ဆုံးမမှုကြောင့်အရေးပြည်သူနဲ့မင်းညာတို့နှစ်ယောက်လုံးပညာတွေကိုဆုံးလုပ်ခါဘဝကိုရိုးသားစွာဖြတ်သန်းနေထိုင်ခဲ့ကြတယ်။နောက်လာမယ့်ဇလန်းမှာတော့ဒူးသေးအယိုးကောင်းတွေကကရိုးကဒင်ကတမက်ကိုယူထားတာကြောင့်ဘလူတွေပြောင်းဆန်အောင်ခံကြရမလဲ။အောင်မြတ်သားတို့ကဘလူတွေကူညီပေးကြမလဲဆိုတာကိုတော့ အောင်မြတ်တာနဲ့ဒင်းခါတက်မှတ်သွေးတစံဆိုတဲ့နောက်လာမယ့်ဇလန်းမှာဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာ။